မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရေကုန်တိုင်းမှာခိုးဆွလူနိုင်အပါဝင်ရစဝဲမှုတွေနဲ့အမှုရင်ဆိုင်နေရတဲ့အချုပ်သားတချို့ကိုအကြံဖက်စကောင်စီကအမှုပယ်ဖြတ်ပေးပြီးစစ်မှုထမ်းအပစင်6အတွက်စစ်သားတိအဖြစ်စူဆောင်းနေပြန်တယ်လို့ရေကုန်တိုင်းရဲတရင်အရင်းမြစ်ကပြောပါတယ်ရှမ်းမင်းမြောက်ပိုင်းကညီတော်မဟာမိတ်၃ဘွဲ့နဲ့အတူ 2029ဆစ်စင်ရဲ့ကြီးရဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းနှစ်ခုစလုံးမှာမြို့သိမ်းတိုက်ပွဲတွေအတွင်ပူးပေါင်းပါဝင်ခဲ့ပြီးအောင်ပွဲနဲ့အတူပြန်လာတဲ့ PLA တပ်ဖွဲ့ကရဲဘော်တွေကိုအညာဒေသတနီယာမှာပြည်သူတွေကတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်တိုင်းမှာခိုးဆိုးလူနိုင်အပါဝင် ရဇဝတ်မှုတွေနဲ့အမှုရင်ဆိုင်နေရတဲ့အချုပ်သားတချို့ကိုအချမ်းဖတ်စစ်ကောင်းစီကအမှုပယ်ဖြတ်ပေးပြီးစစ်မှုထက်အပစင်6အတွက်စစ်သားတစ်အဖြစ်စုဆောင်နေပြန်တယ်လို့ရန်ကုန်တိုင်းရဲတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အခုအော်တိုဘလအတွင်းမှာပဲစတင်ဖွင့်လှစ်နေတဲ့အချမ်းဖတ်စစ်ကောင်းစီရဲ့စစ်မှုထက်အပစင်6အတွက်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ရဲစခန်းတချို့ကစစ်မှုထမ်းဖို့အကြောင်းဝင်တဲ့အချုပ်သားတွေကိုစစ်ကောင်းစီကအမှုပယ်ဖြတ်ပေးပြီးစစ်သားတစ်အဖြစ်စုဆောင်နေပြန်တယ်ဆိုပါတယ်အဲ့ဒီလို့ အချုပ်ဓာတ်တွေကိုစစ်ကောင်စီကအမှုပဲဖြတ်ပေးပြီးစစ်သားတစ်အဖြစ်စုဆောင်းနေတဲ့အထက်မှာတာမန်လူငယ်တွေလည်းပါဝင်တယ်လို့ခိုးဆိုလူနိုင်အပါဝင်မှုရဲ့စေဝါမှုနဲ့ရာဇဝတ်မှုတွေကိုအမှုရင်ဆိုင်နေရတဲ့အချုပ်သားတွေလည်းပါဝင်နေတယ်လို့ရန်ကုန်တိုင်းရဲတရင်အရေးမြစ်ကပြောထားပါတယ်အဲ့ဒီကိစ္စကိုစစ်ကောင်စီရဲ့အထက်ပိုင်းကတဆင့်ထွေအုပ်နဲ့ရဲဘက်ကနေစာနဲ့ပယ်ဖြတ်ကိုင်းပြီးတဲ့နောက်မြို့နယ်တရားရင်းနဲ့ဥပဒေရုံးဘက်ကအမှုတွေကိုပယ်ဖြတ်ပေးနေရတာဖြစ်ပြီး လက်ရှိရန်ကုန်တိုင်းမှာခိုးဆိုလူနိုင်အပါဝင်ရာဇဝတ်မှုတွေနဲ့အမှုရင်ဆိုင်နေရတဲ့အချုပ်သားတချို့ကတော့အကြံဖက်စစ်ကောင်စီကနေအမှုပယ်ဖျက်ပေးပြီးစစ်မှုထမ်းအပစင်6အတွက်စစ်သားတစ်တွေစုဆောင်းနေပြီလို့ရဲတရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကညီတော်မဟာမိတ်တုံးပွဲနဲ့အတူ2019စစ်စင်ရဲကြီးရဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းနှစ်ခုစလုံးမှာမြို့သိမ်းတပ်ဖွဲ့တွေအတွင်ပူးပေါင်းပါဝင်ခဲ့ပြီး အောင်ဘွဲ့နဲ့အတူပြန်လာတဲ့ PLA တပ်ဖွဲ့ကရဲဘော်တွေကိုအညာဒေသတနီယာမှာပြည်သူတွေကပေါင်းပေါင်းပြပြကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့ဟာ2019စစ်စင်ရေးစတင်ခဲ့တဲ့အချိန်ကနေရှမ်းမြောက်မှာညီတော်မဟာမိတ်သုံးဘွဲ့နဲ့အတူမြို့သိမ်းတိုက်ပွဲတွေကိုပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြတယ်လို့သိရပါတယ်။အခု2019စစ်စင်ရေးကြီးရဲ့ဒုတိယပိုင်းမှာလည်းလာရှုံမြို့သိမ်းတိုက်ပွဲအပအဝင်စစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့ဌာနချုပ်တွေပါသိမ်းပိုက်တဲ့တိုက်ပွဲတွေမှာလည်း ညီတော်မဟာမိတ်တပ်တွေနဲ့အတူပူးပေါင်းပါဝင်ခဲ့ပြီးတဲ့နောက်အောင်ဘွဲ့နဲ့အတူပြန်လာတဲ့ PLA တပ်ဖွဲ့ကရဲဘော်တွေကိုအညာဒေသတနေရာမှာပြည်သူတွေကတခဲနဲ့တောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။အခုရပ်ပိုင်းတွေအတွင်းမှာပဲတပတ်ကပင်လယ်ဘူးမြို့ကိုသိမ်းပိုက်ပြီးအောင်ဘွဲ့နဲ့အတူပြန်လာတဲ့တော်လန်ကြီးရဲဘော်တွေကိုလည်းပြည်သူတွေဟာသက်ဆိုင်ရာနယ်မြေဒေသအသီးသီးကနေအခုလိုပဲတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြတယ်လို့လေကီကောမြို့မှာရှိတဲ့စကောင်စီရဲ့ဆွဲတော်ဂုံးတက်စကန်ကြီးကိုသိမ်းပိုက်ပြီး အောင်ပွဲနဲ့တူပြန်လာတဲ့တော်လန်ကြီးရဲဘော်တွေကိုလည်းအလားတူပြည်သူတွေကတောင်းတောင်းပြပြကြိုဆိုခဲ့ကြတာကိုလည်းလူမှုကွန်ရက်တွေမှာတွေ့နေရပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့ငဇုံမြို့နယ်မှာငမြကြီးဂျေရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လန်ရဲပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုန်းရမှာစေကောင်စီဘက်ကအသေးတဲ့သူတွေတော်တော်ကိုများတဲ့အချိန်လေချောင်းပစ်ကူတောင်းလိုက်တဲ့လေရင်ကလည်းသူတို့စစ်သားတွေဘော်ကိုတာဘုံကျဲသွားတဲ့အတွက် စေကောင်းစီတပ်သားတွေတော်တော်ကိုသေကုန်ကြတယ်လို့မြင်းမူဒေါက်ကီလော့ပီဒီယက်တဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။အော်တိုဘလ20ရက်နေ့ဖြစ်တယ်မနေ့ကပဲမန္တလေးတိုင်းငဇုံမြို့နယ်ကငမြကြီးချေရွာဘက်ကိုစစ်ကြောင်းထိုးလာပြန်တဲ့အကြံဖက်စေကောင်းစီတပ်ကိုတော်လိုင်းပြူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစေကောင်းစီဘက်ကတည်တဲ့သူတွေတော်တော်ကိုများနေတဲ့အပြင်ပြစ်ခတ်မှုတွေအတွင်းမှာပဲ နေရာမှာတင်ပစ်လဲပြီးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့သူတွေလည်းရှိနေတယ်လို့တန်ရရတဲ့သူတွေလည်းများနေပြီးအထိနာနေတဲ့အဲ့ဒီစစ်ကြောင်းကလေကြောင်းပစ်ကူတွေပါအသေးအံခေါ်ပြီးပစ်ကူတောင်းခဲ့ကြတယ်ဆိုပါလေဖြစ်ချင်တော့အဲ့လိုလေကြောင်းပစ်ကူတောင်းလိုက်တဲ့အချိန်လေရင်ရောက်လာပြီမဲ့တော်လိုက်ရဲ့တတွေဘက်ကိုဘုံကျဲတာမျိုးမရှိပဲအဲ့ဒီလေကြောင်းပစ်ကူလာပေးတဲ့လေရင်ကသူတို့စစ်ကောင်စီတပ်သားတွေဘက်ကိုသာဘုံကျဲသွားတဲ့အတွက်အဲ့ဒီမှာပါစစ်ကောင်စီတပ်သားတွေဟာထပ်ပြီးသေကုန်ကြပြန်တယ်လို့ မြင်းမူ dog killer pdf တပ်ဖွဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ခင်ဗျာအခုတခါမကွေးတိုင်းပတ်ပါလေစလင်းမြို့နယ်ကလင်းစင်း yes ခန့်နဲ့အချက်ဖက်စစ်ကောင်စီတပ် straight tire နေရာနှစ်ခုကိုပါတော်လိုင်းပူပေါင်းတပ်တွေကဒပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများနေပြန်တဲ့အကြောင်းကိုအဲဒီစလင်းမြို့နယ်စစ်တပ်တည်င်းရင့်မြစ်စီကနေတိထားရတယ်လို့မင်းမှုခရိုင်အမှတ်တက်ရင်းရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တက်ကိုပြောပါတယ် အော်တိုဘလန်20ရင်းဖြစ်တဲ့မဏိကပဲစလင်းမြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်ကောင်းစီရဲ့လင်းစင်းရက်ကန်အပြင်ဆောက်လယ်ဦးလန်းစုံကတက်စကန်နဲ့တေခေါတောင်းတက်စကန်တွေကိုပါတော်လန်ကြီးပူပေါင်းတပ်တွေကတပြိုင်နက်တည်းဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်စစ်ကောင်းစီဘက်ကသေတဲ့သူတွေရောဒဏ်ရာရတဲ့သူတွေရောတော်တော်ကိုများထားတဲ့အကြောင်းကိုအဲ့ဒီစလင်းမြို့နယ်စစ်တပ်တည်ရင်မြစီကနေတိထားရတယ်လို့လေမင်းမှုခရိုင်အမှတ်1တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါလေခင်ဗျာ တစ်ဖက်မှာတော့ DNL ဒိမ့်ပိုက်ထိုင်ရနောင်ချုံမြို့နယ်နမ်ဆန်မြို့ကိုအကြံဖက်စစ်ကောင်စီကဒီကနေ့မနက်ပိုင်းမှာပဲလေရင်နဲ့လာပြီးထပ်မံဘုံကျဲတွားပြန်တဲ့အတွက်အရသာပြည်သူတို့ဒဏ်ရာရထားပြီးဘုံကြီးကျောင်းနဲ့နေအိမ်အဆောက်အုံတွေလည်းပျက်စီးထားပြန်တယ်လို့ DNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ဒီကနေ့အော်တိုဘာလ21ရက်နေ့မနက်အစောပိုင်းမှာပဲ DNL ဒိမ့်ပိုက်ထိုင်ရနောင်ချုံမြို့နယ်ကတပြေးရက်ကွက်ပါဟတ်ရက်ကွက်နဲ့နမ်ဆန်မြို့နယ်ကဖြူလေးခြေရွာကိုပါအကြံဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးဘုံတွေကျဲချတွားတယ်ဆိုပါတယ် ဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေရင်ကနေကျဲချလိုက်တဲ့ဘုံသီးတွေဟာအယက်သားပြည်သူတွေနေထိုင်ရာရက်ွက်ကျင်းရွာတွေပေါ်ကိုကျက်ရောက်ပောက်ကွဲသွားပြီးယက်သားပြည်သူတို့ဒဏ်ရာရထားတဲ့အပြင်ဘုံကြီးကျောင်းနဲ့နေအိမ်အဆောက်အုံတွေလည်းပျက်စီးထားပြန်တယ်လို့ TNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာညီတော်မဟာမိတ်တပ်တွေရဲ့တိုက်ခိုက်ချင်းမမှုအတွင်းတို့ရဲ့စစ်တပ်စခန်းတွေဌာနချုပ်တွေအပြင်မြို့တွေပါတမျိုးပြီးတမျိုးလက်လွတ်နေရတဲ့အချိန်မှာပဲ ဘာမှမဆိုင်တဲ့ယတပြည်သူတွေနေထိုင်ရနေရာတွေကိုပိတ်မတ်ထားပြီးတော့ရည်ရွယ်ချက်ရှိရှိနေစဉ်လေရင်နဲ့ဘုံကျဲတိုက်ခိုက်တပ်ဖြတ်နေပြီးစစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့တင်းသာကြီးတိုင်းပလောမြို့နယ်ကြောက်ကချေးရွာကနေဘိမျိုးကိုသွားတဲ့လူကြီး80နိဘပါခီးတဲ့တင်ဆက်လီဟာမနေ့ကညပိုင်းမှာပဲလှိုင်းကြီးလေထံပြီးနစ်မြုပ်သွားခဲ့ရမှာလူ9ဦးရဲ့ရုပ်လောင်းကိုသာဆဲယူနိုင်ပြီး အများစုကတော့ပျောက်ဆုံးနေတယ်လို့ပျောက်ဆုံးနေသူတဦးရဲ့မိသားစုဝင်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်တိုဘလ20ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတရင်ချုပ်ကလာထိုင်းနိုင်ငံကနေပလောမြို့နယ်ကိုပြန်လာကြတဲ့သူတွေအပါအဝင်စပေးရှောင်းနဲ့ចောင်းပိတ်ရဲ့နေအိမ်ကိုပြန်လာကြတဲ့သူတွေစုစုပေါင်းအယောက်90နီးပါးပါဆက်လီဟာဘိတ်မြို့ကိုသွားတဲ့အချိန်မှာပဲလမ်းမှာလှိုင်းကြီးလေထံပြီးနစ်မြုပ်သွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုဆက်လီနစ်မြုပ်သွားတဲ့အထက်ကစုစုပေါင်းရုပ်အလောင်း9လောင်းကိုပြန်တွေ့ထားပြီလို့လဲကနဦးတိထားရပြီတဲ့နော်။ တချို့ဆက်လီသမားတွေပြောထားချက်အရရုပ်လောင်း20ဝန်းကျင်ပြန်တွေ့ပြီလို့လည်းပြောနေကြပြီဂျန်ရဲ့ရုပ်လောင်းတွေကတော့ပျောက်ဆုံးနေတုန်းပဲလို့လည်းညီပြစ်သူရဲ့ရုပ်လောင်းပြန်မရသေးတဲ့အကိုဖြစ်သူတူကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်အဲ့ဒီလိုလှန်ကြီးလေထံမှုကြောင့်နစ်မြုပ်သွားတဲ့ဆက်လီဟာဥဝင်းရှိဆိုသူပိုင်ဆိုင်တဲ့ခီးသည်တင်ဆက်လီဖြစ်တယ်လို့လည်းသိထားရပြီစပေးရှောင်းတော်တော်များများကဘိမျိုးဘက်ကိုဆစ်ရှောင်းတဲ့အချိန်စီးနင်းကြတာဖြစ်တယ်လို့လည်းသိရပါတယ်တစ်ဖက်မှာတော့မိုးလီဝတ်တတိပေးချက်အနေနဲ့ အခုလာမယ့်အော်တိုဘာလ23ရက်နေ့ရောက်ရင်ဘင်္ဂလားပင်လယ်အော်မာဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်တဲ့အတွက်မြန်မာနိုင်ငံတော်ကမိုးကြီးမှုနဲ့မြေပြိုမှုတွေဖြစ်နိုင်တယ်လို့လည်းမိုးစလကသတိပေးထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ